မျိုးသားတယောက်ကဂျင်ကိုပုံမှန်ဆော့ပြီဆိုလို့ရှိရင်သူတို့ရဲ့အမျိုးသားညီလေးအမျိုးသားငယ်ပါကအသေးဝါတယ်ဆိုပြီးတော့ပြောကြတယ်အဲ့ဒါကတကယ်ပဲလားဆိုတာကိုကျွန်တော်ကစေပညာရှုတော့ကဆွေးနွေးပေးသားမှာဖြစ်ပါတယ်ဆိုတော့ဂျင်ဆော့တဲ့လူတော်များများဒါကိုကြားဖို့ကြမှာထင်တယ်တချို့ကြီးလည်းဟာသလောက်ကြတာပေါ့နော်ဂျင်နေအရင်မဆော့နဲ့မင်းတို့ရဲ့ညီလေးသေးသွားမယ်ဆိုပြီးတော့ပြောကြတယ်အမှန်ကအဲ့ဒါဒီမဟုတ်ပါဘူးကောလာဟာလာဖြစ်ပါတယ်နော် အဲ့လိုသေးသွားတာမဟုတ်ပါဘူးဂျင်းနဲ့အရန်ဆော့လို့အမျိုးသားညီလေးအမျိုးသားငယ်ပါသေးသွားတာမဟုတ်ပါဘူးဒါပေမဲ့တခါတလေမှာကျွန်တော်ကဘာဖြစ်တယ်လဲဆိုလို့ရှိရင်လေ့ကျင့်ခန်းကိုအပြင်းထန်လှုပ်လိုက်တဲ့အခါမျိုးမှာခဏတစ်ဖြုတ်လောက်တော့ဒီလေ့ကျင့်ခန်းလှုပ်ပြီးပြီးချင်းမှာအမျိုးသားညီလေးကသေးသွားတာမျိုးရှိတတ်တယ်ဒါပေမဲ့အဲ့ဒါခဏပဲခဏပဲပြီးလို့ရှိရင်သူ့ရဲ့ပုံမှန်အရွယ်စားကိုပြန်ပြီးတော့ရောက်သွားမှာ ဖြစ်ပါတယ် ဒါကဘာကြောင့်ဖြစ်ကားတာလဲဆိုလို့ရှိရင်ဒီလက်ချင်ငန်းကိုပြင်းပြင်းထန်ထန်လုံလိုက်တဲ့အခါမှာကြွက်သားတွေကအရန်အလုံးလောက်ရတယ်အဲ့တော့ဒီကြွက်သားတွေစီကိုသွေးများများပို့ပေးရတယ်ဒါပြေုံမှအရေးကြီးတဲ့ vital organs တွေဖြစ်တဲ့အုံနှောက်နှလုံးအဆုတ်ဒီလိုကလီစာတွေစီကိုလည်းသွေးရများများလျှောက်ပေးရတယ်အဲ့တော့အမျိုးသားညီလေးစီကိုကြတော့သူကသွေးကိုပို့တာ short လိုက်တယ်အဲ့ဒီခါမှာအမျိုးသားညီလေးက နာတစ်ဖြုတ်သီးဝါးတာမျိုးဖြစ်တတ်တယ်ဒါကလည်းလက်ကျင်ကံပြင်းပြင်းထန်ထန်လုံးမတာဖြစ်တာဖြစ်ပါတယ်ပြီးတော့ခနာတစ်ဖြုတ်ပဲဖြစ်တယ်အကြာကြီးသီးဝါးတာမဟုတ်ပါဘူးလက်ကျင်ကံလုံးလို့အဲ့လိုသီးဝါးရဲဆိုတာမရှိပါဘူးเนาะဒါတို့တခြားလည်းသိသိချင်းပါတယ်ဒါပေမဲ့လက်ကျင်ကံကိုပြင်းပြင်းထန်ထန်လုံးမယ်ဆိုရင်တော့ခနာတစ်ဖြုတ်သီးသွားတာမျိုးတော့ဖြစ်နိုင်တယ်အဲ့တော့မျိုးသားတစ်ယောက်ရဲ့ညီလေးကိုသူ့ရဲ့အရွယ်အစကြီးလားသေးလားကိုဆုံးဖြတ်တာကသူ့ရဲ့မျိုးဗီဇနဲ့ဆိုင်တယ် ပြီးလို့ရှိရင်ဒီလူပြောပေါ်ဝင်ကစားမှာဟော်မုန်းတွေရဲ့ဖရမုန်းမှုနဲ့လည်းစိုက်ပါတယ်เนาะအဲ့တော့ဒီဂျင်ဆောလို့သိသွားတယ်အဲ့လိုမျိုးမဟုတ်ပါဘူးပြောရမယ်ဆိုလို့ရှိရင်ဂျင်ဆောတဲ့ခါမှာပို့ပြီးတော့ကြီးတဲ့ပုံစံတော့ဖြစ်ပါတယ်เนาะအဲ့တော့ကြီးရဆိုတာရှည်လာတာပေါ့เนาะဘာဖြစ်လို့လဲဆိုတော့ဒီဝါနေတဲ့လူတယောက်ကဝါနေပြီဆိုလို့ရှိရင်သူ့ရဲ့ဒီစီးကုံမှာကအစီတွေကစုနေမှာဖြစ်တယ်အဲ့တော့စီးကုံမှာအစီတွေစုနေပြီဆိုရင် तू ကအစီများများစုလေလေ သူကအစီကအမျိုးသားအင်္ဂါရဲ့ညီလေးရဲ့အခြေမှာသွားပြီးတော့အစီကစုတယ်စုတော့မဖြစ်လဲဆိုလို့ရှိရင်ရှီရင်းဆွဲအရှိထက်ကိုသူကတူနေတဲ့ပုံစံဖြစ်နေတတ်တယ်အဲ့တော့ကိုကလေ့ကျင့်ခန်းနေလုံးလိုက်ပြီးကိုလေ့ကျင့်ချလိုက်ပြီးဂျင်းနေတခြားဆောက်လိုက်ပြီးဆိုလို့ရှိရင်ဒီစည်းကောင်ကအစီတွေကယော်သွားလေလေသူ့ရဲ့အရွယ်ကငကိုတိုင်းပြန်ပြီးတော့ဖြစ်လေဖြစ်ပါတယ်အဲ့တော့သူကငကိုတော့က ရှည်ရဲလူတယောက်ဖြစ်မယ်ဒါပေမဲ့အဝါလွန်ပြီးတော့သူ့ရဲ့စီးကောင်ကအစီတွေစုပြီးတော့တုန်နေတဲ့ပုံစံဖြစ်မယ်ဆိုရင်အဲ့ဒီအစီတွေညော့သွားတဲ့အခါမှာငကိုမူရင်းအရွယ်အစားကိုပြန်ပြီးတော့ရမှာဖြစ်ပါတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်သူကရှည်တဲ့ပုံစံတော့ပြန်ပြီးတော့ဖြစ်သွားမှာဖြစ်ပါတယ်လေ့ကျင့်ခန်းကြောင့်ဟိုတိုက်ရိုက်ရှည်ရတော့မဟုတ်ဘူးသူ့ရဲ့ငကိုအရှည်ကိုပြန်ပြီးတော့ရတာမျိုးတော့ဖြစ်စီပါတယ်เนาะအဲ့တော့အားလုံးပြောကြသလိုတချို့ရေထင်ကြသလိုလေ့ကျင့်ခန်းလုပ်လို့တူသွားတယ်တေးသွားတယ်ဆိုတော့မဟုတ်ပါဘူးเนาะ ဒီကုန်းချုပ်နေနဲ့ပြောမှဆိုလို့ရှင်မျိုးသားညီလေးမသေးပါဘူးလူချင်းကလှုပ်လို့ရပါတယ်တကယ်လို့တင်းကငကူကရှည်ရဲလို့ဖြစ်မဲ့အစီရေဖုံးနေမှဆိုရင်တော့မှပြန်ပြီးတော့ငကူအရွယ်စားအစီကိုပြန်ပြီးတော့ရမှာဖြစ်ပါတယ် view file လေးကအကျိုးရှိမယ်လို့ထင်ပါတယ်သိချင်တာရှင်လဲကွန်မန့်မှာမေးလို့ရပါတယ် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှင်လဲ subscribe ပြီးလုပ်ပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်